မော်တော်ယဉ်တင်သွင်းမှုအပေါ်အခွန်ကောက်ခံမှုရပ်ဆိုင်းမည်မဟုတ်ကြောင်း Transon မော်တော်ယဉ်တင်သွင်းမှုအပေါ်အခွန်25ရက်ခိုင်နှုန်းကောက်ခံမှုရပ်ဆိုင်းမည်မဟုတ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရပ်ပြောကြားလာတာကို Reuters သတင်းထုတ်ပြန်ချက်အရသိရပါသည်အမေရိကန်သမ္မတက AP ကိုရဲ့နေမှာအခွန်အများပြားကောက်ခံမှုကိုရက်60ကျပ်ရန်နာထားပေမဲ့ မော်တော်ယာဉ်တင်သွင်းမှုအပေါ်အခွန်25ရာခိုင်နှုန်းနဲ့မော်တော်ယာဉ်အစိပ်ပိုင်းတွေအပေါ်စီချက်ကုန်ကောက်ခံမှုကိုတော့ဆိုင်းငံ့မှာမဟုတ်ဘူးလို့ပြောကြားထားပါတယ်။ဒါကြောင့်မက်ဖီကန်စီးပွားရေးလုပ်ငန်းတွေနဲ့မော်တော်ကအုပ်စုတွေအကြားဝေဖန်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်သမ္မတရဲ့အတိအကျရှိတဲ့အကုံတွဲမှုမူဝါဒမတိကျမရေရာမှုတွေကြောင့်စီးပွားရေးလုပ်ငန်းတွေနဲ့မော်တော်ကားလုပ်ငန်းတွေအကြားများစွာနှောက်ယှက်တွေဖြစ်ပေါ်နေတာပါ။ အမေရိကန်အစိုးရရဲ့အခေါ်မူဝါဒအသစ်တွေကိုကြေညာပြီးနောက်ပိုင်းနိုင်ငံတကာရှယ်ယာဈေးကွက်တွေမှာလည်းစိုးစိုးရွားရွားကျဆင်းမှုတွေကြုံလာရပါတယ်။ပြီးတော့နိုင်ငံအများပြားကလည်းအမေရိကန်ရဲ့အခွန်သုံးပြမှုအသစ်တွေနဲ့ပတ်သက်လို့သုံးပြအစီအမံတွေကိုစဉ်းစားနေတဲ့အကြောင်းထုတ်ဖော်ပြောကြားထားပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။